်မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကရင်ပြည်တွင် ပြတ်ကျသောစစ်တိုက်လျက်မှာတရုတ်ထုတ် FTC 2000G ဖြစ်ပြီးလေယာဉ်မှုနှစ်ဦးအလောင်းတွေ့ရှိရာ FTC 2000G တိုက်လျင်တစ်စီးလျင်အမေရိကန်ဒေါ်လာ၈သမ5သန်းတန်ကြီးရှိရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်ပြည်ဖားဆောင်မျိုးနယ်တွင်ပြတ်ကျသွားသောစစ်တိုက်တိုက်လျက်မှာတရုတ်ထုတ် FTC 2000G ဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးအလောင်းတွေ့ရှိရကြောင်းကရင်နီတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်မနေ့ကမော်လယ်တနအီဝင်းကျင်အချိန်စစ်ကောင်စီ FTC 2000G တိုက်လေယာဉ်ပြတ်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီးလေယာဉ်ပြတ်တွင်လေယာဉ်မှူးနှစ်ဦးအလောင်းကိုလည်းတွေ့ရှိရကြောင်းနိုဝင်ဘာ၂ရက်ညပိုင်းကဖားဆောင်မြို့သိမ်းတိုက်ပွဲတွင်လေကြောင်းဖြင့်ပုံကျဲ၍စစ်ကူပေးရန်လာရောက်သည့် FTC 2000G အမျိုးအစား Jet Fighter တစ်စီးကိုကရင်နီတော်လန်ရေးတပ်ပေါင်းစုကပစ်ချခဲ့ရာလေယာဉ်ကိုထိမှန်ပြီးဖားဆောင်မြို့နှင့်ကြောက်စုကြီးရွာ၌ပြတ်ကျသွားခြင်းဖြစ်ကြောင်း ထိုးထိုးပြတ်ကျသွားသည့်လေယာဉ်ပေါ်ဆင်းနေလိုက်ပါလာသူလေယာဉ်မှုတအူမှာလေယာဉ်နဲ့အတူမိလောင်သွားပြီးကြံတအူမှာလေဒီဖြစ်ခုံစင်းစင်းသစ်ပင်ကြီးပြီးတေဆုံးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။လေယာဉ်ပေါ်ပါလာတဲ့လေယာဉ်မှုတအူကလေဒီတော့ပွင့်နေခနာကိုတပိုင်းကသစ်ပင်ပေါ်မှာချိန်နေတာနောက်တလောင်းကတော့လုံးဝမိလောင်သွားတာတနက်ကနှစ်လက်တလက်ကတော့မိလောင်သွားတယ်။တလက်ကတော့အကောင်တိုင်းသိမ်းစီရရှိခဲ့ပါတယ်။အကောင့်တိုင်းရတာကအတူတလက်ရခဲ့တာဟုခရီးနီတော်လန်ရေးတရေရမြက်ကသတင်းဌာနကိုပြောကြားပါရယ် တရုတ်နိုင်ငံထုတ် FTC 2000ကြီးတိုက်လင်ရင်တစင်းအတန်ကြီးမှာအမေရိကန်ဒေါ်လာ၈သမ၅သန်းဝန်းကျင်ရှိကြောင်းကမ္ဘာကာကွယ်ရေးဆိုင်ရာများကိုလေးလာနေသည့် chain website ကဖော်ပြပါရယ်စစ်ကောင်စီကတရုတ်နိုင်ငံထုတ် FTC 2000ကြီးလေရင်သစ်6စီးဝယ်ယူခဲ့ပြီးနတ်ဆန်လီတက်တွင်3စီးမိထီလာလီတက်တွင်3စီးထားရှိကြောင်း FTC 2000ကြီးလေးရင်အုပ်မှုအဖြစ်ဒုတိယပုံမှုကြီးဝင်းဟန်ဦးကိုစစ်ကောင်စီကခံထားပြီးနတ်ဆန်လီတက်တွင်ကြီးကြပ်ကိုကဲနေကြောင်း မေဒီလာလီတက်ရှိ FTC 2000ကြီးလေရင်သစ်3စီးကိုဘုံမှုစရာထုံးကဦးစီးလျက်ရှိကြောင်းသိရပါတယ်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်နံဖက်ကကြီးွာအနီးတွင် FTC 2000ကြီးလေရင်ကို KIA ကပြစ်ချခဲ့တဲ့ဖြင့်ပြတ်ကျခဲ့ပါတယ်2024ခုနှစ်ဒီဇင်ဘာလတွင်စစ်ကောင်စီက FTC 2000ချီတိုက်လေရင်3စီလေရင်အမှန်1413 1411 1407ထပ်မံအင်အားဖြည့်တင်းခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးရခိုင်တပ်တော် AA မှာနာမခဌာနချုပ်တို့ထိုးစစ်ဝင်လာမှုစစ်အာဏာရှင်ရွေးကောက်ပွဲမတိုင်မီပြင်းထန်လာသောစစ်အခြေအနေဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာ20ရက်နေ့တွင်ရခိုင်ပြည်နယ်အတွင်းစစ်ရေးအခြေအနေသည်ပုံမမြင့်တက်လာနေပြီးအထူးသဖြင့်မကွေတိုင်းရှိနာမခနေမြေကောက်ွက်ရေးအဖွဲ့ဌာနချုပ်တီရှိရာဗဟိုဧရိယာသို့ရခိုင်တပ်တော် AA အင်အားစုများကထိုးစစ်ဝင်ရောက်လာကြောင်းဒေသခံများနှင့်တပ်နှင့်နှိစက်သူတွေထပ်မံတဆင့်သိရပါသည် နာမခသည်စစ်ကောင်စီလက်အောက်ခံလုံခြုံရေးဌာနတစ်ခုဖြစ်ပြီးရွေးကောက်ပွဲပြင်ဆင်မှုများအတွက်အ धिक တာဝန်ရှိသူများအဖြစ်အစိုးရတက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းနေကြပါသည်။ထို့ကြောင့် AA တပ်ဖွဲ့၏ထိုးစစ်လှုပ်ဆောင်မှုကိုရွေးကောက်ပွဲမတိုင်မီစစ်ကောင်စီ၏အာဏာအခြေခံအဖွဲ့အစည်းများကိုချိုးဖောက်ဖျက်ဆီးရန်ရည်ရွယ်ချက်ရှိသည်ဟုစုံစမ်းစစ်ဆေးသူများကသုံးသပ်ထားကြပါသည်။ဒေသခံများကနာမခယုံအနီးမှာမင်းညာပိုင်းကလက်နက်ကြီးတန်တွေမော်တာအုံတန်တွေနဲ့တပြိုင်နက်သေးမှပဲလေရင်အနာတန်တွေပါကြားရပါသည်။ စစ်တပ်ဘက်ကလည်းတုံ့ပြန်ပြစ်ခတ်နေကြတာမြင်ရပါတယ်ဟုပြောကြပါတယ်။ထိုတိုက်ပွဲသည်ရခိုင်တပ်ဘက်ကတည်းမှစတင်ခဲ့သောရခိုင်တပ်တော်၏စစ်စစ်ရေးတစိ့တစ်ပိုင်းအဖြစ်ပြီးနမခဌာနာချုပ်နှင့်ပတ်သက်သည့်ဌာနဆိုင်ရာအဆောက်အအုံများကိုလုံးဝလက်လွတ်မပေးရန်အဓိကရည်ရွယ်ထားသည်ဟုဆိုကြပါသည်။တဖက်မှစစ်ကောင်စီဘက်ကလည်းနမခဌာနာချုပ်အနီသို့လေတပ်နှင့်တပ်မတော်အင်အားတချို့ပေးပို့ထားပြီးညအခိုက်တန့်တိုင်းတွင်လေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေကြောင်းသတင်းများထွက်ပေါ်လာပါသည်။လူတချို့ကလည်းမြို့ပြင်ကိုထွက်ပြေးနေရတယ်ဟုပြောဆိုပါသည်။ မြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်အဖွဲ့ကရွေးကောက်ပွဲပြင်ဆင်နေချိန်တွင်ဗဟိုအာဏာအုပ်ချုပ်မှုအဆောက်အအုံများကိုတဖက်သက်ထိုးဖောက်မှုများလှုံ့ဆော်နေခြင်းသည်စစ်ရေးအမြန်တုံ့ပြန်မှုတစ်ခုအနေနဲ့သာမကနိုင်ငံတကာအမြင်တွေတွင်လည်းစစ်အာဏာရှင်၏တည်မြဲမှုကိုတတ်သိမပြနိုင်တော့သည့်အခြေအနေတစ်ခုအဖြစ်သုံးသပ်ခံနေပါသည်။နမခဌာနချုပ်အနေတွင်စစ်တပ်မှလက်နက်ကြီးများတပ်ဆင်ထားသောလည်းအေအေတပ်ဖွဲ့များကတောက်အုပ်ချင်းများကြားမှလှုံ့ရှားပြီးစစ်ကွာအဝေးအနေနဲ့ဝင်တိုက်နေကြောင်းသတင်းများရရှိလာပါသည်။ ကြီးတိုက်ပွဲအပေါ်မှာရခိုင်ပြည်သူများကလည်းအစိုးရဘက်အဖွဲ့များထံ AA အပေါ်တန်တမန်နဲ့ထောက်ခံမှုပိုများလာနေကြောင်းသတင်းထုတ်ဖော်သူများကပြောကြားပါရယ်။နာမခဋ္ဌာနာချုပ်သည်ဆီအာနာရှေ၏အခြေခံအဖွဲ့တစ်ခု ဖြစ်သည့်အတွက်ထိုနေရာတုတ်တင်ခြင်းကို AA အတွက်စီရေးအရေးကြီးမှုရှိသောအစ်စ်အနေနဲ့တမန်နိုင်ပါ रे တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်တွင်လည်းစစ်ကောင်စီဘက်ကမြည်သည့်အကြောင်းအရာများထုတ်ပြန်ချက်မထုတ်ပြန်သေးပါ။နာမခဋ္ဌာနာချုပ်အပေါ်ရခိုင်တပ်တော် AAE ထိုးစစ်သည်တာမန်တိုက်ပွဲတစ်ခုမဟုတ်ပါ။ ၎င်းသည်ရွေးကောက်ပွဲမတိုင်မီစစ်အာဏာရှင်၏စီးငင်းကြကြအုပ်ချုပ်မှုကိုမျှော်လင့်ချက်မဲ့အောင်ဖျက်ဆီးခြင်းဖြစ်တဲ့ကဲ့သို့မြန်မာနိုင်ငံအတွင်စစ်အင်အားချိုးစားကိုပြန်လည်ပြောင်းလဲသွားစေမည်တိုက်ပွဲတစ်ခုဖြစ်လာနိုင်ပါသည်ဆက်လက်ပြီးအမေရိကန်တပ်ဝင်ရောက်လာမှုကြောင့်ရွေးကောက်ပွဲကျင်းပဖို့အခက်အခဲဖြစ်နိုင်တယ်ဟုဇော်မင်းထွန်းပြောကြားတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်နိုင်ငံအတွင်းစစ်ရေးအခင်းအကျင်းများပုံမှန်မြင့်တက်လာနေချိန်အမေရိကန်တပ်များရခိုင်ကိုဝင်ရောက်လာကြောင်းသတင်းများပေါ်ပေါက်လာခြင်းသည်နိုင်ငံရေးအနေနဲ့ တက်ကြွလှသောခွင်းဆက်အသစ်တစ်ခုကိုဖန်တီးပေးနေတယ်ဟုစာနယ်ဇင်းတွေမှတ်ချက်ပေးကြပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးစကားစပြန်ကြားရေးဆော်မင်ထွန်ကအမေရိကန်တက်ဝင်လာမှုဟာနိုင်ငံရေးမတည်ငြိမ်မှုကိုတက်ရောက်မှုကြီးမားစွာဖြစ်စေနိုင်ပြီးနောက်ထပ်ရွေးကောက်ပွဲကျင်းပမှုကိုတားဆီးဖို့အထူးဖြစ်လာနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။သူကမိတ်ဆွေရောင်မှာနိုင်ငံတကာအင်အားကြီးတစ်ခုဖြစ်တဲ့အမေရိကန်ကစည်ရေးအခြေခံစကမ်းတွေကိုမြန်မာနိုင်ငံနဲ့နိမိတ်အနီးမှာတိုးချဲ့လာတာဟာနိုင်ငံရေးအခြေအနေကိုအယံပြင်းထန်စေတယ်။ ဒီလိုအချို့ဒေသတွေတဲ့ဝင်လာတဲ့အခါစေအုပ်စုဘက်ကလည်းတိုက်ခိုက်မှုတွေတိုးလာနိုင်တယ်။ဒီလိုအခြေအနေအောက်မှာရွေးကောက်ပွဲပြုလုပ်ဖို့ဆိုတာအပြင်းထန်အခက်အခဲဖြစ်လာနိုင်တယ်ဟုပြောကြပါဗျ။စော်မင်းထွန်းကထက်စစ်ဖော်ပြခဲ့တာမှာရွေးကောက်ပွဲဆိုတာတည်ငြိမ်တဲ့သဘောတရားပေါ်မှသာဖြစ်နိုင်တာပါ။စည်ရေးသုံးသပ်ချက်နဲ့နိုင်ငံရေးတုံ့လုံမှုတပြိုင်နက်တည်းမှာမိသည့်အဖွဲ့အစည်းမဆိုအလုံးအလောက်လုံခြုံမှုမရနိုင်ပါဟုဆိုခဲ့ပါဗျ။ ဒေသခံတရေရင်းမြစ်အရာအမေရိကန်တပ်များကိုမြန်မာနိုင်ငံအနီးမှာမြေပြင်လေးချစ်ရေလှုပ်ဆောင်နေကြတာအပြင်တချို့ဒေသတွေမှာစစ်ရေးကူညီရေးအဖြစ်စစ်ဆေးရေးနှေဆက်တွေတွေဝင်လာနေကြတယ်ဟုဆိုပါတယ်နိုင်ငံရေးတုံ့သက်သူတချို့ကလည်းဇော်မင်းထွန်းဤပြောကြားချက်နဲ့ထပ်တူကိစ္စရှိကြပြီးနိုင်ငံအတွင်းစစ်ရေးပြဿနာမတည်ငြိမ်သေးချိန်မှာရွေးကောက်ပွဲကျင်းပခြင်းဟာနိုင်ငံရေးအနာဂတ်အတွက်အန္တရာယ်ဖြစ်နိုင်တယ်လို့အတည်ပြုကြပါတယ် ဆက်လက်ပြီးအေယာဝတီတိုင်း၅မြို့နယ်တိုက်ပွဲတွေတွင်အကြံဖက်စေအုပ်စုအကြအဆုံးထိခိုက်များနေတဲ့အတွက်အေယာဝတီတိုင်းဖွင့်ကြီးကျုံမြမော်တင်စီတီတော်မော်တင်စွန်းသို့နှကားစာကြွေရေရချေဖို့ဒုတိယအကြိမ်မြောက်သွားရောင်းတိုက်ပွဲမှာတိုက်ဆုံခဲ့ရတဲ့ဗိုလ်မှူးတအူးအလောင်းကိုတော့ဒီဇင်ဘာလ၂ရက်နေ့ကပသိမ်မြို့ကရွှေမြင်တင်တုတ်တံမှာလုံခြုံရေးအများပြားချပြီးတကြူခဲ့ရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အာရကတက်တော် AA မဟာမိတ် PDF ပကဖားရီနဲ့နေစဉ်ထိတွေ့မှုဖြစ်ပွားနေတဲ့အီယာဝတီတိုင်း၅မြို့နယ်တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကအကြဆုံးအထိခိုက်များနေတဲ့အတွက်အီယာဝတီတိုင်းဖွင့်ကြီးချုပ်ဦးတင်မောင်ဝင်းရဲ့အဖွဲ့ဟာမြန်မာတင်စီတီတော်သူနှကားစာကြွေရတရားချေဖို့ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့တယ်လို့အီယာဝတီတိုင်းသတင်းတွေကိုဖော်ပြတဲ့သတင်းအထူးတပ်ဖွဲ့ပတ်သက်ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားထားပါတယ်ဒီဇင်ဘာ၅ရက်နေ့ညပိုင်းကအီယာဝတီတိုင်းပတ်သိမ်ခရိုင်ပတ်သိမ်မြို့မှဝင်ကြီးချုပ်တင်မောင်ဝင်းရဲ့အဖွဲ့အုပ်ချုပ်ရေးပိုင်းမှလူများ ဌာနဆိုင်ရာဝန်ထမ်းတွေဟာမျက်မော်တင်စီရီတော်ကိုဇိုးလင်းကျော်တင်မောနဲ့တွားရောက်ခဲ့တယ်လို့ဆိုပါရယ်။အေယာဝတီဤပသိမ်မြို့နယ်တာပေါင်းမြို့နယ်ရေကြီးမြို့နယ်လေးမြနာမြို့နယ်ဟင်းတရာမြို့နယ်ငါးမြို့နယ်အတွင်းစကားစပတ်မှာအထိကအကြဆုံးများနေပြီးနေမြေတွေလက်လွတ်ရမှုများပြားလာတဲ့အတွက်တင်မောင်ဝင်းကိုယ်တိုင်မျက်မော်တင်စီရီတော်တို့ဒုတိယအကြိမ်မြောက်နဂါးစာကြွေရေရာချေဖို့တွားရောက်ခဲ့တာဖြစ်တယ်လို့သိရကြောင်းအရေးအတာဖော်ပြထားပါရယ်။ အခုရပိုင်ဖြစ်ပွားခဲ့တဲ့အီယာဝတီတိုင်းတိုက်ပွဲတွေအတွင်းအာနာသိန်းစစ်တပ်ကဗိုလ်မှူးတအုပ်တည်ဆုံးခဲ့ပြီးအလောင်းကိုတော့ဒီဇင်ဘာလ၂ရက်နေ့ကပသိမ်မြို့ကရွှေမြင်တင်တုတ်တံမှာလုံခြုံရေးအများအပြားချပြီးတကြိုခဲ့တယ်လို့သတင်းဌာနမှဖော်ပြထားပါတယ်။တာပေါင်းမြို့နယ်တာပေါင်းကလေးပါပဝင်းကျင်းမှာတပ်မ66လက်အောက်ခံတရင်တွေနဲ့အာရကတက်တော် AA ဦးဆောင်တဲ့ပူပေါင်းတပ်တွေအကြတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့လက်တလုံးမှာရွှေတောင်ရံနဲ့လေးမျက်နှာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သတင်းမှဖော်ပြပါရတယ်။ တိုက်ပွဲကဇက်တိုက်ပြင်းထန်နေတာဖြစ်ပြီးစစ်တပ်ဘက်မှအထိကိုက်တော်တော်များတယ်။ပသိမ်မာစေးကုနေရတဲ့သူတွေရှိသလိုမင်္ဂလာတုံစစ်စေးယုံကိုပို့ပြီးကုရတာတွေလည်းများတယ်။အရာရှိတွေပါကြီးတော့မိသားစုဖွဲ့တွေလည်းအလုပ်ပြတ်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေကစိတ်တက်တွေကြာနေပြီးရှေးတန်းကတိုက်ပွဲကလည်းသတင်းကောင်းမရှိဘူးလက်နက်တွေဆုံးလာလဲရှိတော့အေးအေးယူခံရသေးတယ်လို့တာပေါင်းတိုက်ပွဲမှာဒဏ်ရာရသွားတဲ့ဗိုလ်ကြီးအဆင့်ရှိသူတအူးရဲ့မိသားစုဝင်တအူးကိုကိုကပြီးသတင်းမှဆက်လက်ဖော်ပြထားပါတယ်။ ဧရာဝတီတိုင်းတာပေါင်းမြို့နယ်မှာအခုရက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေတွင်စစ်တပ်အရာရှိတချို့ထိခိုက်သေးဆုံးခဲ့ပြီးဈေးကူတနေသူတွေအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ်စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြတယ်လို့ဆိုပါတယ်။ဧရာဝတီတိုက်ပွဲတွေမှာအရာရှိတွေပါသေဆုံးထိခိုက်ပြီးအထိနာနေတာကြောင့်စစ်တပ်အတိုင်းဝိုင်းမှာခရက်ထနေတယ်လို့လည်းသတင်းဌာနမှဖော်ပြထားပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်